တငယ်ချင်းများအားလုံးမင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နိုင်ကြပါစေဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇလန်းလေးကတော့စေယုံတဲ့ကတရေဆိုတဲ့စိတ်ဝင်စားပွဲတရေတစီဇလန်းလေးဖြစ်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူဟီလာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုဇလန်းလေးကိုအဆုံးထိလိုက်ပါနာဆင်ခံစားပေးကြပါဦး စိမ့်စုံမျိုးသည်မြကြီးနာအနီးရှိတောင်တန်းများကြားတွင်တည်ရှိသည်မြို့ငယ်လေးတစ်မြို့ဖြစ်သည်မြို့သည်တဘာဝအလှတရားများဖြင့်ပြည့်နှက်နေတော်လဲမြို့ခံများကြားတွင်စိမ့်စုံစေးယုံဟောင်းနှင့်ပတ်သက်သည်ကောလာဟာလာများကအမြဲတမ်းပြန့်နှက်နေသည်စေးယုံသည်1960ခုနှစ်များကတည်ဆောက်ခဲ့ခြင်းဖြစ်ပြီးတချိန်ကမြို့ဤအဓိကကျမ်းမာရေးစောက်ရှောက်မှုဘ ਹੁ ဌာနဖြစ်ခဲ့သည်သို့တော်ဆယ်စုနှစ်များစွာကြာလာသည်နှင့်အမျှစေးယုံသည်ပြိုပြက်ယိုယွင်းလာပြီးယခုခါပြုပြင်မှုမှန်ရန်လိုအပ်နေသည့်အဆောက်အုံဟောင်း တစ်ခုသာဖြစ်နေသည်မြို့ခံများကဆေးရုံဤဒုတိယထက်ရှိအခန်း၂၄အကြောင်းအထူးပြောဆိုကြသည် ထိုအခန်းတွင်ညအခါအမျိုးသမီးတဦးဤငိုတန်းခြေတံများနှင့်တကားများကိုယ်တဘောနှင့်ကိုယ်ပွင့်ထွက်သွားသည်ဖြစ်ရများကိုဝန်ထမ်းဟောင်းများကမကြာခဏကြုံတွေ့ခဲ့ရသည်ထို့ပြင်အခန်း၂၄ဤပြတင်းမှန်များသည်အေးဆက်စွာမှုန့်ရွှေ့နေပြီးအလင်းရောင်များသည်မကြာခဏမိတ်တုံမိတ်တုံဖြစ်နေတတ်သည်မြို့ခံများကထိုအခန်းတွင်မများတစဉ်ဆိုသည့်ဝိညာဉ်တစ်ခုရှိနေသည်ဟုယုံကြည်ကြသည် ညဆောင်လို့သူများထဲမှာတူဦးဖြစ်သည်ကိုမျိုးသည်တညတွင်အခန်း204တကားအနီးတွင်အဖြူရောင်ဝတ်စုံဖြစ်အမျိုးသမီးတူဦးကိုမြင်ခဲ့ဘူးသည်ထိုအမျိုးသမီးသည်မျက်နှာဖြောဖြောနှင့်ညလုံးများမှာနက်မောင်နေပြီးသူ့ကိုစူးစိုက်ကြည့်နေသည်ထိုအခါကိုမျိုးလည်းထိတ်လန့်ပြီးဆေးရုံမှထွက်ပြေးသွားခဲ့သည်ထိုဖြစ်ရက်နောက်ပိုင်းသူသည်ဆေးရုံတွင်အလုံးမလုံးတော့ပေဒေါက်တာမြတ်သူသည်အသက်30အရွယ်ရန်ကုန်မြို့မှဆရာဝန်တစ်တူဦးဖြစ်သည်သူသည်ကြေးလက်ဒေသများတွင်စေကူတမှုပေးရန်စိတ်အားထက်သန်သူဖြစ်ပြီး စိမ့်ဆုဆေးရုံတွင်အလုလုရန်ရန်ကုန်မှပြောင်းရွှေ့လာခဲ့သည်မြတ်သူသည်တိတ်ပတ်ပညာကိုယုံကြည်သူဖြစ်ပြီးတရေဝိညာဉ်နှင့်ပတ်သက်သည့်ကောလာဟာလများကိုအယူသီးမှုဟုသာသတ်မှတ်သည်သူရောက်ရှိသည့်ပထမဆုံးနေ့တွင်ဆေးရုံဤဝါရင်တူနာပြုဖြစ်သူဒေါ်သိန်းဖြူကသူ့ကိုဆေးရုံဤစီမင်းများနှင့်တတိပေးချက်များပြောပြသည်ဒေါက်တာဒုတိယထက်ကိုညဘက်တစ်ယောက်တည်းမသွားပါနဲ့အထူးသဖြင့်အခန်း204နားမှာမနေပါနဲ့ဟုဒေါ်သိန်းဖြူတတိပေးသည်မြတ်သူသည်ပြုံးလျက်ဒေါ်ကြီးအဲ့ဓာရီကပုံမြင်တွေပါ ကျွန်တော်ကတရေကိုမကြောက်ပါဘူးဟုပြန်ပြောသည်ပထမဆုံးညဂျူတီချိန်တွင်မျက်တူသည်ဆေးရုံဤတိတ်ဆိတ်မှုကိုခံစားရသည်ဆေးရုံစင်ကြံလမ်းများသည်မိအောင်မိန်ဖြော့ဖြော့ဖြင့်လင်းနေပြီးလေအေးကဆေးရုံဤတည်င်းပေါက်များတလျှောက်တိုးဝင်နေသည်ညတနာဤခန့်တွင်ဒုတိယထပ်မှထူဆန်းသည့်အတန်တစ်ခုထွက်ပေါ်လာသည်ထိုအတန်သည်တန်ချောင်းဖြစ်တကားကိုဖြည်းဖြည်းချင်းချစ်နေသည့်အလားမျက်တူသည်လက်နှိတ်တမိကိုကိုက်ဆွဲပြီးအတန်လာရာသို့တက်သွားသည်အခန်း၂၄၀တကားသည်အနေငယ်ပွင့်နေပြီအခန်းထဲမှာအေးဆက်ဆက်လေးတို့က သူထံသို့တိုက်ခတ်လာသည်သူသည်တကားကိုဖြည်းဖြည်းတွန်းဖွင့်ပြီးအထက်သို့ဝင်သွားသောအခါအခန်းထဲတွင်မိသူများမရှိပေသို့သောအခန်း၏ကြတင်းမတစ်ခုပေါ်တွင်လက်ရဖြောဖြောတစ်ခုကိုမြင်လိုက်ရသည်ထိုလက်ရသည်အမျိုးသမီးတဦး၏လက်ဖြစ်ပြီးမှန်ပေါ်တွင်တင်းကျပ်စွာထိထားသည့်အလားနောက်တစ်နေ့တွင်မြတ်သူသည်ဒေါ်သိန်းဖြူထံမှအခန်း204၏နောက်ကျောင်းကိုစုံစမ်းမေးမြန်းသည်ဒေါ်သိန်းဖြူသည်မျက်နှာဖုံးကွယ်လျက်ပြောပြသည်ဒေါက်တာအဲ့ဒီအခန်းမှာလွန်ခဲ့တဲ့အနှစ်30ကျော်ကမမြတ်တဆင်ဆိုတဲ့ မင်းကလေးတည်ဆုံးခဲ့တယ်။သူကကိုဝင်ဆောင်မိခင်တယောက်ဖြစ်ပြီးဘိုက်ခွဲမွေးဖွားဖို့လာခဲ့တာ။ဒါပေမဲ့ဆရာဝန်တယောက်ရဲ့အမားကြောင့်သူမရောသူ့ကလေးရောတည်ဆုံးသွားခဲ့တယ်။ဒေါ်သိန်းဖြူဤပြောပြချက်အရမမရတဆင်သည်အသက်25နှစ်အရွယ်သာရှိသေးသည်။မိဘမဲ့မင်းကလေးတူဦးဖြစ်သည်။သူမသည်မြို့ခံတူဦးနဲ့လက်ထပ်ခဲ့တော်လဲ။ခင်မုန်းဖြစ်သူကသူမကိုဝင်ဆောင်နေတော့မှပဲထားသွားခဲ့သည်။မမရတဆင်သည်ဆေးရုံတွင်တယောက်တည်းကလေးမွေးဖွားရန်ရုန်းကန်ခဲ့ရပြီးဆရာဝန်ဤပေါ်ရုံမှုကြောင့်သူမနှင့်ကလေးငယ်တို့ ေဆုံးခဲ့ရသည်ထိုခေတ်ရဲ့နောက်ပိုင်းအခန်း204တွင်ထူးဆန်းသည့်ခေတ်ရများစတင်ဖြစ်ပေါ်လာသည်ဝန်ထမ်းများကဆေးရုံဝတ်စုံအဖြူရောင်နဲ့အမျိုးသမီးတဦးကိုမကြာခဏမြင်တွေ့ရပြီးသူမသည်ငါကလေးပဲမှလဲဟုညှဉ်းညူနေသည်ဟုဆိုကြသည်ဒေါ်သိန်းဖြူကသူမရဲ့ဝိညာဉ်ကအေးချမ်းမှုမရသေးဘူးသူကလေးကိုရှာနေတာဖြစ်မယ်ဟုပြောသည်မြတ်သူသည်အခန်း204လှုပ်ဝက်ဆန်းကျင်မှုကိုဖော်ထုတ်ရန်ဆုံးဖြတ်သည်မြတ်သူတယောက်ညဆောင်ကျူတီချိန်တွင် အခန်း204အနီးတွင်စောင့်ကြည့်ရန်စီစဉ်သည်သူ၏လက်ထဲတွင်လက်နိတ်တမီနှင့်မဆုစာအုပ်တအုပ်ကိုကင်ထားပြီးမြည်သည့်ထူးဆန်းတဲ့ဖြစ်ရက်ကိုမဆူမှတ်တမ်းတင်ရန်ပြင်ဆင်ထားသည်ညတနာရီခန့်တွင်စေယုံစင်ကြံတလျှောက်ငိုတန်တက်တဲ့ကိုကြားလိုက်ရသည်ထိုအတန်သည်အခန်း204ထဲမှထပ်ပေါ်လာခြင်းဖြစ်ပြီးမြတ်သူသည်တကားကိုဖြည်းဖြည်းချင်းတွန်းဖွင့်ပြီးအထဲသို့ဝင်သွားသည် အခန်းထဲတွင်အေးဆက်ဆက်လေးတူကသူ့ကိုဝိုင်းရံလိုက်ပြီးအလင်းရောင်များလဲမိတ်တုံမိတ်တုံဖြစ်လာသည် ယုတ်တရက်တကားသည်ကို့တဘောနှင့်ကိုပိတ်သွားပြီမြတ်သူဤလက်နှိပ်တက်မိသည်ယုတ်တရက်မီးမလင်းတော့ပေသူဤနှလုံးခုန်တံများပုံမှန်များလာပြီအခန်းတောင်တွင်အရေးမဲတစ်ခုရွေလျားနေသည်ကိုမြင်လိုက်ရသည်ထိုအရေးသည်ဖြည်းဖြည်းချင်းပုံတရံပြပြင်လာပြီးဆေးရုံဝတ်စုံဖြူရောင်နဲ့အမျိုးသမီးတို့အဖြစ်ပြောင်းလဲသွားသည်သူမသည်မမြတ်တစဉ်ဖြစ်သည်သူမသည်မျက်နှာဖြောဖြောနှင့်မျိုးလုံးများမှာနက်မောင်နေပြီးသူ့ကိုစူးစိုက်ကြည့်နေသည်ငါကလေးငါကလေးကိုဘယ်သူယူသွားတာလဲဟု 杜妈家多些肉票来的，肉多的，听两年多了，多意思也往别家家，多过第二样听他的。明个里有外下饼面糊，杜家终于的个蛋片，票来的，肉多的，食用油，麦当好米家是西洋松切的，食用油，米奥太细，麦当定时开门，碰米碰软你的，快朵米家下回的，拿一包米家下回边弄，麦米家做生意，谁麦当有对事的，麦当呀，杜妈的递送个多了，杜妈伊可怜你的。 အသက်ရှင်ကျန်ရစ်ခဲ့ပြီးမိဘမက်ဂီဟာသူ့ပို့ဆောင်ခံခဲ့ရသည်မြတ်သူသည်ထိုကလေးကိုရှာဖွေရန်စိမ့်ဆုံမျိုးအနည်းရှိ မိဘမက်ဂီဟာသူ့ဆက်သွယ်သည်မိဘမက်ဂီဟာမှတာဝန်ရှိသူတဦးကမမရတစဉ်ဤကလေးမှာယခုအခါအသက်23နှစ်အရွယ်ရှိမိန်းကလေးတဦးဖြစ်ပြီးနာမည်မှာတစဉ်မြတ်ဖြစ်ကြောင်းပြောပြသည်တစဉ်မြတ်သည်ရန်ကုန်မြို့တွင်နေထိုင်နေပြီးသူမ၏မိခင်ဖြစ်သူအကြောင်းမသိရှိခဲ့ပေမြတ်သူသည်တစဉ်မြတ်ကိုစေယုံတို့ဖိတ်ကြားရန်ဆုံးဖြတ်သည် သူမအာသူမမိခင်ဖြစ်သူဤတမိုင်းเจ้าကိုပြောပြပြီးအခန်း200လေးတွင်မကျွမလို့ဖြစ်နေတဲ့မိခင်အားကျွလို့အောင်အဆုံးတက်ရန်ကူညီပေးဖို့တောင်းဆိုသည်တစဉ်မြတ်သည်ဆေးရုံသို့ရောက်ရှိလာသောအခါသူမသည်အခန်း200လေးထဲသို့ဝင်ရောက်သည်မြတ်သူသည်သူမနှင့်အတူရှိနေပြီးမမြတ်တစဉ်ဤဝိညာဉ်ကိုခေါ်ဆိုရန်ကြိုးစားသည်ညခါခန်းထဲတွင်အေးဆက်ဆက်လေတုကထူးထူးခြားခြားပြန်လဲလာသည်ရုတ်တရက်မမြတ်တစဉ်ဤဝိညာဉ်သည်ပေါ်ထွက်လာပြီးသူမ၏တမိဖြစ်သူ ။တစင်မြက်ကိုတွေးလိုက်ရသည်နဲ့။သမီးလေးဟု။သူမကတိုးညင်းစွာပြောလိုက်ပြီ။သူမ၏မျက်နှာပေါ်တွင်လည်းအေးချမ်းမှုအရေးရောင်တစ်ခုမြင်တွေ့လိုက်ရသည်။တစင်မြက်သည်ငိုယိုပြီးမိမိကိုကျမတစ်ခါမှမတွေ့ခဲ့ရပေမဲ့အမြဲတမ်းခံစားနေရတယ်ဟုပြောသည်။ထိုခိုက်တန့်တွင် အခန်း204ဤအေးဆက်ဆက်လေးထုသည်ပြက်ကွယ်သွားပြီးမမရတစင်ဤဝိညာဉ်သည် အလင်းရောင်တစ်ခုအဖြစ်ပြောင်းလဲကာပြက်ကွယ်သွားသည်။မမရတစင်ဤဝိညာဉ်ထွက်ခွာသွားပြီးနောက်ဆေးရုံတွင်ထူးဆန်းသည့်ဖြစ်ရများရက်တန့်သွားသည် အခန်း204တွင်လဲဘာတမ်းမှကြားရခြင်းမရှိပဲပြတင်းမှန်များပေါ်ရှိထူဆန်းသည့်လက်ရများလဲပြောက်ွယ်သွားသည်ထိုဖြစ်ပြက်ကြောင့်မျက်တူသည်လဲမြုပ်ခံများထံမှလေးစားမှုကိုရရှိခဲ့သည်တစဉ်မျက်သည်မိခင်အားကျေးဇူးဆက်သည့်အနေနဲ့စေယုံတွင်စေတနာဝန်ထမ်းဖြစ်ဆက်လက်လုပ်ကိုင်ရန်ဆုံးဖြတ်လိုက်သည်မျက်တူသည်လဲအခန်း204ကိုဖြတ်သွားတိုင်းမမများတစဉ်ဤကျေးဇူးတင်တန်တဲ့တဲ့ကိုကြားရောင်လေးစဲဖြစ်သည်စေယုံသည်ယခုအခါအေးချမ်းမှုနှင့်ပြည့်နှက်နေပြီမျက်တူသည်သူဤဆရာဝန်ဘဝတွင် EP ရက်ကိုဘယ်တော့မှမမေ့နိုင်တော့ပြီ။နားဆင်ပေးခဲ့ကြတဲ့တငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်။